တော့ပလဲမြို့နဲ့ကန်းတော့နေမြေစကန်းကတော့ကျွန်တော်တို့ဒါလူမျိုးတစ်ဖက်ဝင်နေဆုတ်လိုက်ရတယ်ဆုတ်လိုက်ရတယ်ဒါတော့ကျွန်တော်တို့ပကတိရှိရတယ်ဒါပေမဲ့ဆုတ်တဲ့နေရာမှာကျွန်တော်တို့ကအောင်မြင်စွာဆုတ်ခွာတယ်လို့ကျွန်တော်ပြောမှာဖြစ်ပါတယ်ဒါကြောင့်လို့ဆိုတော့ကြောက်ဖြူအေးဆေးပါရေခဲပါသုံးပါငါး၆ပါလို့အော်နေတဲ့အဘသားတွေတမီးတွေအမှန်ကသူတို့အော်တာတော့သူတို့တေတာမဟုတ်တဲ့အတွက်အော်ပေးနေတာအရှိမပလေတာစစ်သားနေဆိုတော့ เนาะအဲ့ဒီကြောက်ဖြူတို့ခမားတို့အမြဲပြောသလိုပဲဟုတ်တယ်မလားဘောမအောက်လေသွားကြည့်လိုက်အမကြော်ဆိုးဦးတို့နောက်ပြီးတော့ငထိန်တို့အဲ့ကောင်စစ်သားဆောက်လို့စစ်သားလုံးလို့ပဲလိုင်းမော်တော်အားချောင်းနေလဲကောင်ဟေးယိုချစ်ပလီကြည်မြအောင်ပဲမင်္ဂလာပါဂျက်ဆလူရှင်ကနေပြန်လဲကျဆိုလိုက်ပါတယ်အခု Justin Subiment တို့တဲ့ရင်လေးတွေကဂျွန်လာ20ရက်နေ့ညနေပိုင်းနောက်ဆုံးရရှိထားတဲ့တဲ့ရင်တို့တဲ့ရင်ကောင်းလေးတွေရဲ့ပြီးတော့နောက်မှာဂျောင်ဆိုးရဲ့ဟောင်ခန်းလေးတွေရဲ့ပြီးတော့ကိုစီတန်ဆက်ပြီးတဲ့တဲ့ရင်ကောင်းလေးတွေလည်းကြောက်မှာပြပါတယ် ဟုတ်ပြီထုံးဆိုင်တိုက် just နဲ့သူဆောင်တိလိုက်ပါကြည့်စုပရဖေးကပါတယ်ကဲဟုတ်ပြီသတင်းလေးတွေလူရင်းသူနဲ့ဖတ်ပြပါမယ်နောက်ဆုံးသတင်းတပေါ်အနေနဲ့မန္တလေးတိုက်တောင်တာမြို့နယ်တွင်ပျိုစောရီအချင်းချင်းနှိမ့်ဆက်သက်ဖြစ်ထားသည့်ရွာလောင်းတလောင်းနဲ့အတူတနက်တလက်ခဲရဲများပါတိမ့်ဆက်ရရှိခဲ့တယ်လို့တိရှိရပါတယ်။ကောင်းပါကောင်း။ပြီးတော့စကိုင်းတိုက်ပလဲမြို့နယ်ကန်တောင်ရဲစခန်းတိန်တိုက်ပွဲတွင်အကျန်းဖက်စစ်တပ်ဖက်မှ40ကျော်ခန့်တည်ဆုံကြောင်းပြီးတော့လျှောက်ရေးတပ်မတော် Pupil Liberation Army PLA မှတာဝန်ရှိသူတဝကပြောဆိုလိုက်တဲ့သတင်းလေးဖြစ်ပါတယ်။ကောင်းမှကောင်းနော်။ပြီးတော့နောက်မှာဘေကိုးတိုင်းတောင်ကုန်မြို့နယ်တောင်ကုန်လိပ်တုတ်လမ်းပိုက်တွင်ဂျမ်ဖက်စစ်တပ်၏6303တိုက်ရင်မှရိုက်ခါပို့ပြီးပြန်လာသောစစ်ရင်တန်းကိုတိုက်ခိုက်ရာစစ်သား9ဦးတည်ဆုံးပြီးခဲရင်များတိမ်းဆဲရရှိခဲ့တယ်လို့သိရှိရပါတယ်။ကောင်းမှကောင်းနော်။ကောင်းလိုက်တဲ့သတင်းနော်။ကဲငယ်နေပိုက်ရရှိတဲ့သတင်းကောင်းလေးတွေကတော့ဒီလောက်ပါပဲ။ကဲဆက်လက်ပြီးမှနော်သတင်းပိပိဆောင်ဆောင်လေးကိုနှံ့ငယ်တင်ဆက်ပေးသွားတာလေးနားထောင်ရင်လည်းနောက်မှကြောင်စိုးရဟောင်းခန်းလေးတွေဆက်နားထောင်လိုက် အခုပြမဆုံးတင်ဆက်ပေးခြင်းတဲ့တင်ကတော့လူတုကောင်းဇော်တော်အောင်ဆန်းစုကြည်ကအကြမ်းမဖက်ရေးမူကိုဆွဲဆွဲမြဲမြဲကန်ခဲ့ပြီမဲ့လက်နက်ကင်တော်လန်နေတဲ့သူတွေအပေါ်စာနာနားလည်မှုရှိတယ်လို့ NLD ဘဟုအလုံးမှုဆောင်ဦးဟန်သာမြင့်ကပြောဆိုထားပါတယ်ဒါကိုတော့အမျိုးသားညီညွတ်အစိုးရရဲ့မီဒီယာတစ်ခုဖြစ်တဲ့ PVTV စောင်းပါကဏ္ဍမှာ NLD ဘဟုအလုံးမှုဆောင်ဦးဟန်သာမြင့်ကပြောဆိုရေးသားထားတာပါလက်ရှိလူတုကောင်းဆောင်တော်အောင်ဆန်းစုကြည်အနေနဲ့သူမကိုယ်တိုင်လက်နက်ကင်တော်လန်ရေးကိုစွန့်လွတ်ထားပြီမဲ့ လက်နက်ကိုင်းပြီးတော်လန်နေရတဲ့သူတွေအပေါ်စာနာနားလည်မှုရှိတယ်ဆိုတာကိုပြသခဲ့သလိုနဝတခင်မှာအာနာသိမ့်ပြီးတဲ့နောက်ပိုင်း NLD ကပြန်ပြီးခေါင်းဆောင်တဲ့အချိန်မှာလေအထီးကအ ਨੇ ဆုံးဖြစ်အောင်ဒေါအောင်ဆက်စုကြည်ကအကြံဖတ်ရေးမူကိုဆွဆွဲမြဲမြဲကင်ခဲ့ပြီမဲ့မဖြစ်မနေမှုလို့လက်နက်ကိုင်းပြီးတော်လန်နေရတဲ့သူတွေအပေါ်စာနာနားလည်မှုရှိတယ်ဆိုတာကို1998ခုနှစ်မဲသဝတိုက်ပွဲအတွက်ထုတ်ပြန်ချက်ကတည်းကပြသခဲ့ပြီးဖြစ်တယ်လို့ဥဟန်တာမြင့်ရဲ့စောင်းပါးမှာရေးသားထားပါတယ်အခုလည်း 2021ခုနှစ်မှာစစ်တကမတရားအာဏာသိမ်းပြီးပြည်သူတွေကိုအကြမ်းဖက်မှုတွေလုပ်လာတဲ့အခါပြည်သူတွေတဲကပြည်သူတွေဟာတိုင်းရင်းသားလက်နက်ကင်တွေနဲ့ပူးပေါင်းပြီးမဖြစ်မနေအခြေအနေမို့လက်နက်ကင်လမ်းစဉ်ကိုရွေးလိုက်ရတယ်ဆိုတာဒေါအောင်ဆန်းစုကြည်အနေနဲ့နားလေသဘောပေါက်ထောက်ခံမယ်ဆိုတာကိုအပြည့်အဝယုံကြည်ပါတယ်လို့လည်းဥဟန်တာမြင့်ရဲ့စောင်းပတ်မှာဆက်လက်ရေးသားထားပါတယ်။ဒါနဲ့ပတ်သက်ပြီးတစ်ဖက်ကစစ်တပ် lobby တွေနဲ့စစ်တပ်ကငွေကြေးထောက်ပံ့ပေးထားတဲ့မီဒီယာအမိန့် lobby တွေကတော့ ဒေါ်ဆန်းစုကြည်အနေနဲ့ CRPH UNG တို့ကိုမသိရှိဘူးဆိုပြီးစေကောင်းစီတရားရုံးမှာထွက်ဆိုထားတယ်ဆိုတာမျိုးတွေနဲ့ UNG နဲ့ CRPH ကိုဒေါ်အောင်ဆန်းစုကြည်ကမထောက်ခံဘူးဆိုတာမျိုးတွေကိုလိန်လေဝါဒဖြတ်မှုတွေအရှိန်နဲ့လှုပ်ဆောင်လာနေပြန်တယ်လို့လည်းသိရပါတယ်ခင်ဗျ။အင်းတဖက်မှာတော့မြန်မာနိုင်ငံရဲ့အခြေအနေကအာဆီယံအတွက် PR အများဆုံးနဲ့ဖြည့်ရှင်းလို့မရနိုင်တဲ့စိန်ခေါ်မှုဖြစ်တယ်လို့အာဆီယံဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်ကထုတ်ပြောလာပြန်ပါတယ်။ဒါကတော့ ဇော်လ19ရက်နေ့ဖြစ်တဲ့မနေ့ကပြုတ်လုတဲ့မလေးရှားနိုင်ငံကွာလာလမ်ပူးမြို့ကနိုင်ငံပေါင်း25နိုင်ငံတက်ရောက်တဲ့အာရှပစိဖိတ်အစည်းအဝေးမှာအာဆီယံဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်ကပြောသွားတာပါလက်ရှိမြန်မာနိုင်ငံမှာပြပွားနေတဲ့နိုင်ငံရေးအချက်အတဲနဲ့ပဋိပက္ခအခြေအနေတွေဟာပြအအများဆုံးနဲ့ဖြည့်ရှင်းလို့မနိုင်တဲ့စိန်ခေါ်မှုဖြစ်နေပြီးအာဆီယံအနေနဲ့မြန်မာရေးဖြည့်ရှင်းဖို့တိထပ်ပူပြီးပြင်းပြင်းထန်ထန်လုပ်ကိုင်ဆောင်ရွက်ဖို့အရေးကြီးလိုအပ်တယ်လို့လည်းအာဆီယံဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်ကအာရှပစိဖိတ်အစည်းအဝေးမှာထုတ်ဖော်ပြောဆိုတော့ပါလိမ့်ခင်ဗျ တစ်ဖက်မှာတော့ချင်းတော်လန်ရည်လက်နက်အားလုံးစူးစီးညှဉ်းညွတ်မှုနဲ့ဘုံရန်သူအကြမ်းဖက်စစ်ကောင်စီကိုတော်လန်တိုက်ထုတ်သွားဖို့ချင်းတပ်ဖွဲ့၁၈ခုကပူးတွဲကြီးညာလိုက်ပါတယ်။ဒါကတော့ဇွန်လ၁၉ရက်နေ့ဖြစ်တဲ့မနေ့ကပဲချင်းမီနယ်မှာရှိတဲ့ CDF ဟာခါ CDF မတူဘီ CDF ကလေးစတဲ့အဖွဲ့တွေအပါအဝင်ချင်းတပ်ဖွဲ့၁၈ခုကပူးတွဲကြီးညာလာတာပါ။အဓိကကတော့လက်ရှိမျိုးတော်လန်ရည်ရဲ့အဓိကပန်းနိုင်ဖြစ်တဲ့ဘုံရန်သူအကြမ်းဖက်စစ်ကောင်စီတပ်အမြင့်ပြတ်ချုပ်ငိမ့်ရည်နဲ့စစ်မင်းရဲ့ Federal Democracy ပြည်တော်စုပေါ်ပေါက်လာရေးအတွက် ရင်းမြစ်မှာရှိတဲ့လက်နက်ကင်တွေအားလုံးအချင်းချင်းပုတ်တိုက်မှုတွေနဲ့အငင်းပွားမှုတွေကိုရှောင်ရှားပြီးနေမြေအငင်းပွားမှုတွေကိုလည်းနိုင်ငံရေးနည်းနဲ့ဆွေးနွေးအပြေရှာညှိနှိုင်းပြီးတော့လက်ရှိအဓိကပန်းနိုင်ဖြစ်တဲ့ဆရာငါရှင်စနစ်ချုပ်ငိမ့်ဖို့အတွက်ကိုသာဘုံရန်သူကိုအားလုံးစီစီလုံးလုံးညင်ညင်ညွတ်ညွတ်နဲ့တော်လန်တိုက်ထုတ်သွားဖို့ချင်းတပ်ဖွဲ့၁၈ခုကပူးတွဲကြေညာလာတာပဲဖြစ်ပါလိမ့်မယ်။ဟွန်း တစ်ဖက်မှာတော့မန္တလေးတိုင်းတောင်သာမြို့နယ်အတွင်းကလမ်းပိုင်းတနေရာမှာအချက်ဖက်စကောင်းစီတက်ကတက်ကြည်ကြီးအောင်ဖြိုးဆိုတဲ့သူကိုတော်လန်ရေးတက်တွေကအရှင်ဖန်းစီရရှိခဲ့တယ်လို့တောင်သာမြို့နယ်ပကဖားရဲ့တာဝန်ရှိသူတူကရန်ကုန်ခေတ်တွေကိုပြောပါတယ်ဒါကတော့စောလ18ရက်နေ့ကပဲတောင်သာမြို့နယ်အတွင်းကလမ်းပိုင်းတနေရာမှာတောင်သာမြို့နယ်ပကဖားရဲဘော်တွေကလမ်းပိုင်းလုံးကျုံရေးစစ်ဆေးနေတဲ့အချိန်အချက်ဖက်စကောင်းစီတက်က တာဂရတက်မတော့အကြီးစားစက်ယုံရဲ့တက်ချက်ကြီးအောင်ဖြိုးဆိုတဲ့သူကိုအရှင်ဖန်းစီရရှိခဲ့တယ်ဆိုပါလေအဲ့ဒီတက်ချက်ကြီးအောင်ဖြိုးဆိုတဲ့သူစီကနေတက်တေကန်အထောက်အထားတွင်နဲ့မြမစီးပွားရေးဘန်စာအုပ်မှတ်ပုံတဲရေမောင်းလိုင်စင်စတာတွေပါတင်စီရရှိထားပြီးလက်ရှိမှာတော့သူကိုတော်လန်ရေးတက်တွေကထိမ့်သိမ့်စစ်ဆေးမှုတွေဆက်လက်လှုပ်ဆောင်နေပါတယ်လို့လေဒေါက်တာမြို့နယ်ပတ်ကဖားရဲ့တာဝန်ရှိသူတူကပြောထားပါတယ်ခင်ဗျာတစ်ဖက်မှာတော့ပဲခူးတန်းတောင်ငူမြို့နယ်ကန်းဒီဂုံမင်းအိုင်ကြီးရွာအနီးမှာ လန်ကင်းယူထားတဲ့အကြပ်စစ်ကောင်စီတပ်သားတွေကိုတော်လန်ရေးတပ်တွေကတိုက်ခိုက်ချင်းမိုးရမှာစေကောင်စီတပ်သားနှစ်ဦးကတော့ပွဲချင်းပြီးတွေကိုတိတ်ကုန်ကြတယ်အပြင်ဒဏ်ရာရတဲ့သူတွေပါရှိသွားပြီးတဲ့နောက်စေကောင်စီတပ်သားတွေဟာကစင့်ကလေးရတွေဖြစ်ကုန်ကြတယ်လို့တန်အောင် PDF တပ်ဖွဲ့ရဲ့တာဝန်ရှိသူတူကရန်ကုန်ခေတ္တကိုပြောပါတယ်ဖြစ်စဉ်ကတော့ဇွန်လ18ရက်နေ့ကတောင်ကုန်မြို့နယ်ကန်ဒီဂုံမိတ်အိုင်ကျေးရွာအနီးမှာခက်ဒီဒီနဲ့လုံချုံရေးလန်ကင်းဆိုပြီးရောက်လာတဲ့စေကောင်စီတပ်သားတွေကိုတော်လန်ရေးတပ်တွေကတိုက်ခိုက်ချင်းမိုးခဲ့တယ်ဆိုပါတယ် အဲ့ဒီလိုတက်ခတ်မှုအတွင်းစစ်ကောင်စီတပ်သားနှစ်ဦးကတော့နေရာမှာနေပွဲချင်းပြီးတွေကိုတိတ်ကုန်ကြတဲ့အပြင်နောက်ထပ်ဒဏ်ရာရတဲ့သူတွေပါရှိသွားပြီးတဲ့နောက်စစ်ကောင်စီတပ်သားတွေဟာကစင်ကလေးရတွေဖြစ်ကုန်ကြတယ်လို့တန်တော်ပီတီတပ်ဖွဲ့ရဲ့တာဝန်ရှိသူတူကပြောထားပါတယ်ခင်ဗျဟွန်းတဖက်မှာတော့မြန်မာတရုတ်နယ်စပ်က Mind Pop ဒေသမှာ UWSA ဝါတပ်ဖွဲ့ကမြေရှားတပ်တူ24မှုကိုရှစ်ဆတိုးချပြီးလှုပ်ဆောင်လာတယ်လို့ရှမ်းလူအခွင့်ရေးမန်နိုင်အဖွဲ့ကထုတ်ပြန်လာပါတယ်ဒါကတော့အခု2025ခုနှစ်မှာ ရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိတဲ့မြမတရုတ်နယ်စပ်အနီးမိုင်းပေါက်ဒေသမှာ UWSA ဝါတပ်ဖွဲ့ကနေရှားတပ်ထုတူဖော်မှုကိုရှစ်ဆတိုးချပြီးလှုပ်ဆောင်လာတဲ့အတွက်ဒေသတွင်းရေအရင်းမြစ်ကိုအနေရှိလာနိုင်နေဆိုပြီးတော့လဲထုတ်ပြန်ချက်ထဲမှာဆိုထားပါတယ်။အဲ့ဒီမိုင်းပေါက်ဒေသကမြေရှားတပ်ထုတူဖော်ရေးလုပ်ငန်းတွေဟာ UWSA ဝါတပ်ဖွဲ့နဲ့တရုတ်နိုင်ငံအကြားဒေသတွင်းသဘောတူညီချက်နဲ့တရုတ်ကြောထောက်နောက်ခံပြုတဲ့တပ်ထုတူဖော်ရေးကုမ္ပဏီတွေက စစ်ကောင်စီပါဝင်ခြင်းမရှိဘဲမြေရှားတပ်ထုတွေကိုတုဖော်ပြီးတရုတ်နယ်စပ်ဖြတ်ကျော်တည်ယူပို့ဆောင်권ပြုထားတဲ့အခြေအနေဖြစ်တယ်လို့လည်းရှန်လူအခွင့်အရေးမနိုင်အဖွဲ့ကသတင်းထုတ်ပြန်ထားပါတယ်ခင်ဗျ။อืมကဲနော်ကိုနားငယ်တင်ဆက်ပြီးတော့တဲ့တဲ့တွေပေါ့ပရိသတ်ကြောင့်မင်းတို့တချလေးတကူကွန်မန့်မှာရေးပါကဲဆက်လက်ပြီးမှာနော်ကြောင်းဆိုးရဲ့နော်တဲ့င်းမှာနော်ဂျင်းတဲ့င်းလေးတွေ generation လောက်လိုက်ကြအောင်နော် အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ကျော်စိုးပါ TPE Media ဖြစ်ပါတယ်ခင်ဗျာဒီနေ့ဇွန်လ20ရက်နေ့ထူးခြားတဲ့သတင်းချို့ကောက်နှုတ်ပြီးတင်ပြပေးသွားမှာဖြစ်ပါတယ်ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ပလဲမြို့နယ်ကန်တောက် NBS ကတိုက်ပွဲချင်းကိုတင်ပြပါမယ်အင်းအင်းအဲ့တော့ပလဲမြို့နယ်ကန်တောက် NBS ကန်ကတော့ကျွန်တော်တို့ဒါလူမျိုးတစ်ဖက်ဝင်နေဆုတ်လိုက်ရတယ်ဆုတ်လိုက်ရတယ်ဒါတော့ကျွန်တော်တို့ပကတိရှိတရပဲဒါပေမဲ့ဆုတ်တဲ့နေရာမှာကျွန်တော်တို့ကအောင်မြင်စွာဆုတ်ခွာတယ်လို့ပဲကျွန်တော်ပြောမှာဖြစ်ပါတယ်ဒါကြောင့်လို့ဆိုတော့ဒီလက်နက်ခဲယံလက်နက်ခဲယံကျွန်တော်တို့မကြံခဲ့ဘူးပြည်ချက်ကကျွန်တော်တို့ဒီထိခိုက်တဲ့အရာရှိတဲ့သူတွေအားလုံးကိုကျွန်တော်တို့အခက်အခဲမရှိ ကြော်ဖြတ်သွားနိုင်တယ်။ရှောက်ပြောမနေနဲ့เนาะ။ဟုတ်မှာเนาะအာ along 40လောက်เนาะမတာပေါ်သွားတာလीလက်ထည့်ပြောပါအောင်ဟာ။အာလက်နဲ့ခဲရမယ်လဲတိမ့်ဆက်ရရှိတယ်။မင်းတို့ပြောတော့မကြံခဲ့ဘူး။ဘာဒီလဲဟမ်မင်းမင်းမင်းပြောတဲ့တရင်ဟောဘယ်နေကောက်တာလဲ။တော့အကြပ်အုပ်စုတွေအရပြောသူတို့ရလိုက်တာစကမ်းမရလိုက်ပါလေ။ channel အရာဘာတစ်ခုမှမရခဲ့ပါဘူး။အဲ့တော့ဒီနေရာမှာဆောင်းကအဖွဲဘာကြောင့်ဒီနေရာတိုက်ရလဲ။ဆောင်းကအဖွဲတိုက်ရတဲ့ရွယ်ချက်ကအဓိကသူတို့ကဒီ ချင်းမြင့်နယ်နဲ့ချင်းမြင့်နယ်နဲ့ကျွန်တော်တို့စကိုင်းတိုင်းမကွေးတိုင်းကိုချိတ်ပြီးတော့မန္တလေးမန္တလေးတိုင်းဘက်ကိုသူတို့ဖောက်ဖို့ပါသူတို့ရဲ့ရွယ်ချက်ကလက်ရှိလက်ရှိနေမြမှာဖြစ်နေတဲ့အမြင်အနေထားရပလဲမျိုးနယ်မှာပလဲမျိုးနယ်မှာကျွန်တော်တို့ပလဲမျိုးပေါ်မှာတနေရပြီးရင်ကျွန်တော်တို့ဇီးပြုံကုန်တနေရပြီးရင်အင်မတီတနေရကမ်းတော့တနေရဆိုပြီးတော့ကျွန်တော်နေရာလေးခုပဲရှိပါတယ်ပလဲမျိုးကကျဲပါတယ်ပလဲမျိုးမျိုးနယ်ကြီးတစ်ခုလုံးမှာကျွန်တော်လုံခြုံရေးတပ်ဖွဲ့ဝင်တွေရှိတာကတနေရတိုင်းပြည်အစိုးရအဖွဲ့ထိချုပ်ထားတာက၄နေရာပဲရှိပါတယ်ကျန်တဲ့နေရာတွေအားလုံးကအကြမ်းမဲ့အုပ်စုတွေအခက်အခဲမရှိသွားလာနေတဲ့နေရာပါ တော့ဒီကန်းတော်နေမြေစခန်းကစီရေးနိုင်ငံရေးအရန်ကိုရေးပါပါတယ်အရန်ကိုရေးပါပါတယ်ကျွန်တော်တို့ပြီးခဲ့တဲ့ကာလကဒီချင်းတွေကိုတင်ပြခဲ့ပါတယ်တစ်ဖက်မှာကျွန်တော်တို့ဒီရောဒေတာနဲ့ချိန်ဆထားတယ်တစ်ဖက်မှာချင်းမီနဲ့ချိန်ဆထားတယ်ချင်းမီနဲ့ကျော်ရခိုင်မြေလေးတွားလို့ရတယ်တစ်ဖက်မှာတော့ကျွန်တော်တို့ဒါရင်းမပင်တစ်ဖက်ဒီဘက်မှာကျွန်တော်တို့ဘုံရွာထိချိန်ဆတဲ့လမ်းတွေရှိတယ်တစ်ဖက်မှာတော့ကျွန်တော်တို့ဒီပလဲနဲ့ချိန်ဆထားတဲ့မြိုင်တို့ရေးစကြိုးတို့ရှိပါတယ်အဲ့တော့ဒီနေရာမှာဖြစ်နိုင်ခြေကဒီငဆောင်ကအဖွဲနဲ့ဒီရောပြည်ရဲတို့ဖွဲတို့ချိန်ဆမယ်ချိန်ဆပြီးတော့ကျွန်တော်တို့တစ်ဖက်မန်လေးတိုင်းဘက်ကိုသူတို့ ထိုးဖောက်နိုင်ဖို့အတွက်တို့ဈေးပြင်ဆင်လာတယ်လို့နားလည်ရပါတယ်။ဒါကြောင့်လို့ဆိုဒီရက်ရှိမှာဒီငဆောင်ကားဖွဲ့လုံငတော်တစ်နှစ်ကျော်ကတို့အနေနဲ့ဒါမန်လေးတိုင်းဘက်ကိုတို့ဝင်ဝင်ရောက်နိုင်အောင်တို့စူးစမ်းမယ်ထိုးဖောက်မယ်ဆိုပြီးတော့တို့ကြိုးကြော်ခဲ့တာရှိပါတယ်။တော့ဒါအကြီးကြီးအပြင်အဓိကတို့ရဲ့ဒီဆက်သွေးလမ်းကြောင်းဖြစ်တဲ့ဒီကန်းတောက်ပါအဲ့တော့ကန်းတောက်ကိုတို့အနာခံပြီးတိုက်ပါတယ်ကန်းတောက်တိုက်ပွဲမှာအကြမ်းတ်အုပ်စုတွေများစွာသေးပါတယ်တော်တော်များများကိုသေးပါတယ်တော်တော်များများသေးပါတယ်ငါတို့ဒီဒါလာမင်းတို့ကောင်းနေပဲသေးတာတော့မသေးပါဘူးနော် ကျွန်တော်တို့ဇီးပြုံကုန်းမှာတော့တိုက်ပွဲတွေပြင်းထန်နေပါတယ်အဲ့တော့အကြမ်းအုပ်စုတွေရဲ့သူတို့ဒီဆက်သွယ်ရေးလမ်းကြောင်းမှာရှိတဲ့ဒါဆေးရမဟာပြူဟာကြားတဲ့နေရာကတော့ဒီဇီးပြုံကုန်းအင်မတီကမ်းတောင်ပါသူတို့ကဒီမန္တလေးတဲမဲကိုဖြတ်ဆင်းဖို့ဆိုရင်ပလဲမျိုးကိုသူတို့ဖြတ်ဆရာမလိုပါဘူးပလဲမျိုးကိုဖြတ်ဆရာမလိုပဲနဲ့ကျွန်တော်တို့ဒါကမ်းတောင်ကနေပြီးတော့ဒါချင်းမိနယ်ရခိုင်ရခိုင်ချင်းဒီဘက်ကရောဒေတာကနေကျွန်တော်ဖြတ်ပြီးတော့ ပလဲနဲ့ကျွန်တော်အများရေစကြိုလာမှရှိပါတယ်အဲ့ဒီကနေကျွန်တော်ဖြတ်သန်းမယ်ဆိုရင်ရေစကြိုရောက်မယ်ရေစကြိုကနေပြီးတော့ကျွန်တော်မြေရှိဒေတာကိုဖြတ်မယ်မြေရှိဆိုတာကျွန်တော်အီအော်ဒီချင်းသွေးစုံတဲ့နေရာရေလက်ယွန်းဒေတာကိုဖြတ်မယ်အဲ့ဒီကတစ်ဖက်ကိုကူးမယ်ဆိုတော့ကျွန်တော်မြင်းညံမြို့နဲ့ရန်နဘူရွာရောက်တယ်အဲ့တော့ရန်နဘူရွာရောက်ပြီဆိုတော့တစ်ဖက်ကကျွန်တော်မြင်းညံမြို့ကိုမန္တလေးတိုင်းဘက်ကိုကျွန်တော်အခက်အခဲမရှိသွားလို့ရပါပြီလက်ရှိဒီဆက်သွယ်လမ်းကြောင်းတွေမှာအကြမ်းအုပ်စုတွေကကျွန်တော်တို့အခက်အခဲမရှိသွားလို့ရတဲ့လမ်းကြောင်းတွေရှိတယ် ။ဘာကြောင့်လဲဆိုတော့ဒီမြိုင်ဒေတာရေစုဒေတာမှာမြို့ပေါ်လောက်ပဲကျွန်တော်တို့မြို့ပေါ်နဲ့နေရာအချို့လောက်ပဲဒါဒီတိုင်းပြည်ရဲ့ဆိုအခွဲထိန်းချုပ်နိုင်မှုရှိပြီးတော့ကျန်တဲ့ကွင်းလန်းတွေအားလုံးမှာကျွန်တော်အကြမ်းမဲ့အုပ်စုတွေသူတို့ဟာလည်းသူတို့ကြီးလက်ချင်းရှိပြီးတော့သွားလို့ရတဲ့အနေဒါရှိတယ်။အဲ့တော့ဒီသတင်းကိုတင်ပြရတာကငါဆောင်ကအဖွဲ့ကသူ့ရဲ့ယူရချက်ကအဓိကမန္တလေးတိုင်းဘက်ကိုသူတို့ထိုးပေါက်နိုင်မှုပါ။အင်းအင်းမန္တလေးတိုင်းကိုထိုးပေါက်နိုင်မှုဆိုရင်လက်ရှိမန္တလေးတိုင်းကိုကျွန်တော်တို့ဒီဆေးရောက်ဝင်ရောက်လာနိုင်တဲ့လမ်းကြောင်းတွေကျွန်တော်တို့ပြီးခဲ့တဲ့ကာလတင်ပြခဲ့ပြပါတယ်။နံပါတ်1ကတော့ကျွန်တော်တို့ဒီနောင်ချုံနဲ့ အဲနောက်ဆုံးနဲ့ကျွန်တော်ပြုံးပြအဆက်ကနေပြီးတော့ဒီမန်လေးတိုင်းဘက်ကိုထိုးပေါက်လာလိုက်နေတဲ့လမ်းကြောင်းတစ်ခုရှိတယ်။အဲဒီအခြေအနေကတော့လက်ရှိဖြစ်နိုင်ချင်မရှိတော့ဘူး။လက်ရှိသူတို့ရခိုင်ကအဲဒီနေရာကိုကျွန်တော်တို့ဒီပြုံးလေးဘက်ကိုထိချုပ်နိုင်ဖို့အတွက်သူတို့တောက်လျှောက်ကိုထိုးပေါက်မှုလုပ်တယ်။ထို့သော်လည်းပဲလက်ရှိဒီကျွန်တော်တို့နောက်ဆုံးမှာဒီတောင်ခိုင်းဧရိယာတစ်ခုပဲရှိတော့တယ်။အဲဒီနေရာမှာဒီလုံချုံတဖို့ဝင်တွေကကျွန်တော်တို့နေမြေရှင်းလင်းလိုက်တာတောင်ခိုင်းကနေပြီးတော့ကျွန်တော်တို့ဒီ23မိုင်အခုဆိုရင်ကျွန်တော်တို့26မိုင်ကွာလောက်ရောက်သွားပြီ။လက်ရှိမှာဒီတက်မတော်ရေးစစ်ကြောင်းတွေကနောင်ချုံမျိုးရဲ့အနီးကိုရောက်သွားပြီ။နောင်ချုံကဲရှေးလောက်ကွာနော်ဘာဘလို့ပဲအကျင်ညာကျင်ညာတဲ့ကောင်တွေဘာမှမထိုးပါဘူးနော်။ နော်အချိန်တိုင်းကြတာပဲဒီကောင်နေနော်အကိုလေနော်ဒီတရင်နဲ့ပတ်သက်ပြီးမှဖင်ပိတ်ငင်းနေတာပဲဒီကောင်နော်အာသူတို့ဘက်ကဘာမှမကြဘူးတဲ့ဟမ်ကြည်ကြပါနော်သူတို့ဘက်ကတော့ဘာမှမကြဘူးတဲ့နော်လက်နဲ့ပြေပါမချန်ထားဘူးတဲ့နော်ဒီကန်းတော့မှာနော်အာသူတို့တွေကအောင်မြင်စွာနဲ့စုတ်ခွာပြေးလိုက်တယ်တဲ့ကြည်ကြပါအောင်မြင်စွာနဲ့စုတ်ခွာပြေးလိုက်တယ်ဆိုတာက ကြာဖို့လားကြာဖို့လားဖြေကြပါအောင်ကြာဖို့တလားလို့เนาะဖြေကြပါအောင်เนาะကဲဟုတ်ပြီဆက်လက်ပြီးမှာเนาะဒီចောင်းစိုးပြောတော့ပရိသတ်ပရိသတ်ကျရမင်းတို့တစ်ချက်လေးတွေကို comment မှာရေးပြပါကဲဆက်လက်ပြီးမှာကိုစီတက်ဆက်ပြီးတော့တရင်ကောင်းလေးတွေဆက်ကြည့်လိုက်ကြအောင်เนาะကြောက်ဖြူအေးဆေးပါရေခဲပါ၃၅၆ပါလောဩနေတဲ့အဘသားတွေတမိတွေအမှန်ကဲသူတို့អော်တာတော့သူတို့တည်တာမဟုတ်တဲ့အတွက်អော်ပေးနေတာအရှိမပေးတာစစ်သားတွေဆိုတော့เนาะအဲ့ဒီကြောက်ဖြူတွေခင်ဗျားတို့အမြဲပြောသလိုပဲ ဟုတ်တယ်မလားဘောမအတော့လေးသွားကြည့်လိုက်နော်အမကြော်စိုးဦးတို့ဟုတ်လားအဲဟိုတယောက်ဘလူတဲ့နောက်ပြီးတော့ငထိန်တို့အဲ့ကောင်အစစ်သားဆောက်တို့စစ်သားလုံးမလို့ပဲနဲ့လိုင်းမတက်အာချောင်းနေတဲ့ကောင်လေးအဲ့ဒီကောင်လေးသွားကြည့်လိုက်အမျက်နိုင်နေတယ်တို့နော်အဲ့ဒီအမျက်နိုင်နေတဲ့ကြောက်ဖြူအတွက်တည်င်းကောင်းလေးလာမယ်နော်ဖတ်ပြမယ်တည်င်းရင်ရခိုင်ပြည်ကြောက်ဖြူမြို့အမှတ်32ရက်တက်ရင်ကာရင်းစခန်းဖြစ်တော့ ပြိုင်းစစ်ကြီးကြီးရွာရှိစစ်ကောင်စီတပ်စခန်းကိုအရက်ကတက်တော့အေကတိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်သား50ဦးထက်မနည်းတေဆုံးသွားပြီးအများအပြားအရှင်ဖမ်းဆီးရရှိကြောင်းအေသတင်းမိကပြောဆိုတယ်။စင်ရန်တရားရှိတော့ပြိုင်းစစ်ကြီးကြီးရွာရှိစစ်ကောင်စီစခန်းကိုအရက်ကတက်တော့အေကအလုံးအင်းဖြင့်ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးစစ်ကောင်စီအမှတ်32ရက်တက်ရင်းကိုလည်းအေကဝိုင်းရန်ပိတ်ဆို့နေစဉ်တိုက်ခိုက်နေကြောင်းယခုရပန်တိုက်ပွဲအတွင်းစစ်ကောင်စီဘက်မှတပ်သား50ဦးထက်မနည်းကိုရှင်းလင်းနိုင်ခဲ့ပြီးအများပြားအရှင်ဖမ်းဆီးရရှိကြောင်းသိရတယ် ကျောင်းဖြူမြို့နယ်ကြီးစစ်ကောင်စီတပ်စခန်းတစ်ခုနှစ်တစ်ခုမှစစ်ကူပေးဖို့နိုင်ခြင်းမရှိစေရန်အရက်ခတ်တက်တော် AA ကအဖက်ဖက်မှဝိုင်းဝန်းပိတ်ဆို့ဖြတ်တောက်ထားကြောင်း AA ကျောင်းဖြူမြို့တိုင်းတိုက်ပွဲမှာစစ်ကောင်စီဤနှမ်းဖဲထောင်တပ်စခန်းမင်းတပ်တောင်တပ်စခန်းနှင့်လက်ခမော်တပ်စခန်းတို့ကိုတိုင်းပိုက်ထားပြီးလက်ရှိတွင်အမှတ်32ရဲတပ်ရင်းကိုဥတီတိုက်ခိုက်နေကြောင်းသိရကျောင်းဖြူတိုက်ပွဲကိုစစ်ကောင်စီကကြီးရည်လေး၃ခုစလုံးဖြင့်ခုခံတိုက်ခိုက်နေတော့လေအရက်ခတ်တက်တော် AA စစ်ရေးအသာစီရရှိနေကြောင်း ရခိုင်စစ်ရေးတုံးသက်လူများကပြောဆိုတယ်ဓာတ်ပုံရခိုင်တွင်အရှင်ဖမ်းမိထားတော့စစ်ကောင်စီခွေးညာအဲဟုတ်ပါဘူးစစ်ကောင်စီတက်သားများတယ်အောင်မလို့ပေါ့အဲ့ဒါရှိတော့ကောစိတ်ကောင်းကွာဟမ်အတောက်ပြူအေးဆေးပါပဲဟမ်အာရေခဲပဲအတောက်ပြူကမပြောနဲ့အာဒီနေ့တောက်ပြူသတင်းကောင်းပြောရမယ်ကျွန်တော်တော်ဆိုးဦးပါ people media ပါဘယ်လိုဖြစ်ဖြစ်ကုန်ပြီလဲဟမ်အဲ့ဒါပဲเนาะလက်ရှိကျွန်တော်အမြဲပြောတယ်လို့ဟွန်း ဒီအာနာတိန်းတာ2021အာနာတိန်းတဲ့ကနေအခုရောက်ရှိတဲ့2025အထိစစ်ကောင်စီတပ်ဖွဲ့ဝင်ဘလောက်သေသွားပြီလဲဘလောက်ထိခြေပြက်လက်ပြက်မျက်ကန်းဒုက္ခိတဖြစ်သွားပြီလဲအဲ့ဒီအခုအေးဆေးပါအေးဆေးပါဆိုပြီးမြောက်ပေးလာတဲ့ဘောမတွေ2021အာနာတိန်းတဲ့ကဒီနေ့ထိတို့တင်ခဲ့တဲ့သတင်းတွေကိုပြန်ကြည့်ခင်ဗျားတို့သတင်းတပုတ်ကြည့်ကြည့်လိုက်မကြည့်နဲ့သူတို့တင်ခဲ့တာတွေသူတို့ပြောခဲ့တာတွေနဲ့ဖြစ်နေတာတွေနဲ့ကိုက်ညီမှုရှိလားอืม တေတာသူတို့ကမဟုတ်တာဟာယူခဏတို့စစ်သားတွေမင်းတို့စစ်သားတွေတေဝမင်းတို့တွေဟင်တေဖန်ကန်ထိလိုက်ဖန်ကန်ထိလိုက်ပြန်လာတာကိုယ်က MNDA ကနေပြန်လွတ်ပေးလိုက်တဲ့စစ်တုံးပန်းတွေကိုနော်ခိုးစိုးလူလိုက်ဓမားတွေနဲ့အထုတ်ထောက်မှာပြန်ထည့်ပြီးတော့မင်းတို့အကုန်ပြန်ဖမ်းထားတယ်တိုက်ပွဲမှာအသေးခံပြီးတိုက်ကြသေးတယ်လက်နက်ကြီးခဲရန်ထောက်ပို့မှုတွေပြည့်စုံစွာမရဘူးပြီးတော့မခံနိုင်တဲ့ရန်သူရဲ့ခိုးစိတ်အောက်မှာကြံ့ဆုံးရတယ်ဒူးထောက်ပေးလိုက်ကြတယ်ဖမ်းကန်ထိတယ် ရန်သူကတုံမှန်းပြစ်ထားခံရတယ်။ပြန်လှုပ်ပေးလိုက်တယ်။တခါကိုဘက်ကအသေးခံတိုက်ပေးပါတယ်ဆိုတော့ကိုဘက်ကအဖွဲ့စည်းကပြန်ဖမ်းပြီးထုတ်တဲ့တယ်။မင်းတို့တော့နော်တပူပေါ်နှစ်ပူစင်းကိုမင်းတို့ကအထက်ထက်ပေးရမယ်ကောင်လေ။ကြည့်လားမင်းတို့ကမနာတတ်လို့ဘာဖြစ်လို့တလိမ့်ဆန်နေထက်တော့ခွေးတောင်မှလေလောက်လေးနဲ့တစ်ချက်ပြစ်သားတယ်။ရက်ွက်ထဲဟောင်းတဲ့ခွေးလောက်လေးဝါနဲ့တစ်ချက်ဆွဲပြစ်သားတယ်။နောက်အဲ့လူတို့မဟောင်းရဲတော့ခွေးတောင်အမှတ်လေးရရှိတယ်။သူနာကျင်မှုဒါပေမဲ့မင်းတို့စစ်သားတွေကအဲ့ဒီခွေးတောင်တော့အမှတ်နေခြင်းမရှိလို့မင်းတို့မနာတာ။ နော်တွေးခွဲတာမဟုတ်ဘူးဘယ်ပြောတာငါပြောတာကမှားရင်လာခဲ့2021ထဲကနေဒီနေ့မင်းတို့စစ်သားဖောက်တွေဝပြီလေလိုင်းပေါ်မှာစပောက်ကြီးကစကားတွေနဲ့လော်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 တွေတာအဲ့ဒီခွေသားတွေမဟုတ်ဘူးမင်းတို့စစ်သားတွေတွေရတယ်ဟမ်တွားကြည့်ကြော်စိုးသတိမှသူအမြဲတောက်ဖြူရေခဲနေတယ်ဟမ်နောက်ရှိသေးတယ်ဟိုပါလေပိုင်ပိုင်ဆက်ကဘာလဲဟိုဟာအဆိုတော်ဆိုတော့ဘာဆိုလဲဘာကောင်းလဲနောက်ရှိဖို့ကောင်းလားမသိဘူးဒါပေမဲ့ဒီလူကစကားပြောရင်ကြီးတယ်အဲ့ဒီတယောက်ဆိုလဲအမြဲခွင့်ဖြစ်နေတယ် နတ်ဟိုဘာတတ်ထင်းရကောင်လားငထင်းဆိုတော့ကောင်လီးလို့မှုလို့တန်ခမောက်လို့လို့ဟမ်စစ်သားတဲ့ပြောရင် line ပေါ်မှာ coffee လေးတောက်ပြလိုက်ဟိုကီးဘုတ်လေးပေါ်မှာဖုန်းလေးရိုက်ပြလိုက်နဲ့ဟမ်ပတိရရှင်ပညာထက်လို့လို့ဟမ် professional ပညာရှင်လို့လို့ဟမ်မှုလို့လို့ထီးလို့လို့အဲ့ဒီကောင်မျိုးတွေကမင်းတို့ကိုမြှောက်ပေးနေတာဟမ်ရှင်းတယ်မှတိုက်ကြတာဒီအဲ့ဒီမြှောက်ပေးနေတဲ့ကောင်တွေအခု line ပေါ်မှာမြှောက်ပေးနေတဲ့ကောင်တွေပဲမင်းတို့စုလိုက် line ရခိုင်စစ်မြေပြင်ကိုလာခဲ့မင်းတို့ခေါ်ကြည့်လာမလားတဲ့ကောင်မယုံခေါ်ကြည့် နော်အခုလက်ရှိ line ပေါ်မှာမင်းတို့အာတက်မတော် lobby တက် lobby တက် lobby ပြောပြီးတော့လောနေတဲ့ကောင်တွေကိုတီးတန်းစုလိုက်အဲ့ဒီအကောင်တွေကောင်မတယ်နော်ပြီးလို့ရှိရင် uniform အပြည့်တော့အခုလက်ရှိ PDF တွေလိုမျိုးဟိုဒီကအောက်ထုတ်မပါဖဏတ်မရှိဟုတ်လားဒီကွင်းမင်းမစုံကြီးရတယောက်ကိုစကမ်းသိမ့်မယ်ဆို250 300လိုတဲ့ကြီးမှာ25000 300000နဲ့တော့30000နဲ့တော့ကြွားပြီးသိမ့်တဲ့ကောင်တွေရှိတယ်အဲ့လိုမျိုးမပြည့်မစုံဘုံတော့အပြည့်စုံထည့်ပေးလိုက်နော်ကြီးအပြည့်ရိတ်ခါအပြည့်ပြီးလို့ရှိရင် ချောင်းမတစားအပြစ်อืมစင်ပေးလိုက်အခုလက်ရှိ line ပေါ်ကမင်းတို့တတ်မတော်ထောက်ခံပါတယ်လို့ပြောနေတဲ့ကောင်တွေကိုဘယ်နဲ့ကောင်ရှေ့တန်းကိုတွားမလဲလို့อืมအဲ့ဟာအပြစ်ပဲနော်အဲ့တော့ဒီတိုင်းဒီမှာတိုက်နေကြတဲ့စစ်ပွဲကနှစ်ပေါင်း60လောက်အသွင်းမှာလဲဘယ်ပြည်ပနဲ့မှတိုက်ခဲ့တာမဟုတ်ဘူးอืมဒီတိုင်းလူပြည်သားချင်းမဟုတ်စဉ်းစားကြည့်လေကွာမင်းတို့တစ်ဖက်တတ်မသိဘူးငါတို့ကတတ်မတော်ငါတို့အုတ်ချုပ်ကမယ်ငါတို့အုတ်ချုပ်ခံငါတို့အုတ်ချုပ်တော်ခံရမယ်ငါတို့ကတိုင်းလူမပြိုကွဲဆိုတဲ့တစ်ဖက်တတ်စကားကိုခဏထားလိုက်ခဏလေးထားလိုက်ခဏလေး เนาะကရင်ရွာတရွာဟမ်ဟမ်သူတို့ဘိုးဘွားပိုင်ပဲစင်ဆက်ပိုင်တောင်ရလှုပ်ရှားနေတဲ့ဒေသเนาะစိုက်ပျိုးစားနေတယ်မင်းတို့စစ်ကြောင်းဝင်လာတယ်ဖမ်းစည်းတယ်စစ်ဆေးတယ်ရိုက်ပုတ်တယ်ဘေးဆက်နဲ့ဖြစ်စည်းတယ်မွေးထားတဲ့ကြက်ဝက်တွေဖမ်းတယ်ချက်တယ်ပြုတ်တယ်เนาะခံပတိတားကုတ်တမီးပြိုဖမ်းပြီးတော့မရင်းကျင်တယ်အဲ့တော့မင်းတို့အဲ့ဒီအဖွဲ့စည်းကလက်ခံမလားအဲ့ဒီလူတွေနေရာမှာမင်းတို့ဆိုရင်ရောမင်းတို့လက်ခံမလားတပတ်တည်းကြည့်လို့မရဘူး အောက်ဘက်ကဒီရေပြူတို့ဘက်ကမွန်ွားနေဆိုဗမာဆိုအသိမ်မုန်းတယ်မင်းတို့စစ်တပ်ကြောင့်မုန်းတာနော်တိုင်းသားတွေဗမာအသိမ်မုန်းတာမင်းတို့စစ်တပ်ကြောင့်တကယ်တကယ်ဗမာတွေကောင်းစားလားမေးကြတော့ဗမာလည်းကြုံမယ်อืมဗမာလည်းဒီစစ်ကြုံအောက်ရောက်နေတာပဲရှင်းပြောရင်တိုင်းသားတွေကတောင်မှသူတို့မှတိုင်းသားတက်ဆိုတာရှိသေးတယ်ဗမာတွေကဘယ်လောက်ထိနားလဲဆိုတော့ဗမာတက်လည်းမရှိဘူးဒီနေ့တော်လှန်ရေးမှာမှအညာဘက်မှာလက်နက်ကင်ထွက်လာတာအဲ့တော့မုန်းကန်ထိတော့ဗမာဆိုတာကမုန်းကန်ထိတယ်မင်းတို့စစ်တပ်ရုတ်မှတဲ့ရုတ်မှချက်တွေကြောက်လားနော်လုတ်ချင်တိုင်းလုတ်စစ်တပ်ကစစ်တပ်အလုပ်မလုပ်ဘူး တပုံဓမြအကျန်းဖက်လို့လုပ်မယ်ပြီးလို့ရှိရင်ဟိုးရဲစကားပြောတယ်ကလိန်ကချစ်ပြောတယ်ဒါစစ်ရေးမျိုးမဟုတ်ဘူးမင်းတို့ကပြောလိုက်ရင်စစ်ရေးမျိုးစစ်ရေးမျိုးကလိန်ကချစ်လုပ်တယ်ရုံမှားလားအဲ့ဒါစစ်ရေးမျိုးမဟုတ်ဘူးမင်းတို့မှားနေတယ်စစ်ရေးမျိုးဟာမဟာမျိုးကနီးမျိုးဆိုတော့အဲ့လိုရုံမှားတာတွေကောက်ကျစ်တာတွေပါတော့ပါတယ်မပါလာမဟုတ်ဘူးနော်ဘျူဟာမှာမဟာမျိုးကနီးမျိုးရှိတယ်ဒါပေမဲ့မင်းတို့စစ်တပ်ကပြည်သူပေါ်ကျင့်သုံးနေတာမဟာမျိုးလည်းမဟုတ်နီးမျိုးလည်းမဟုတ်ဘူးလူရုံမှာဘျူဟာကျင့်သုံးနေတာ အဲ့တော့အဲ့တော့လူတို့မှဗျူဟာကျင့်သုံးတော့ဘုရင်ကပြောသလိုတောရဒေတာတွေအဲ့ဗမာတွေတောရွာတွေသွားပြီးတော့စစ်တောင်းထုတ်ပြီးရုပ်မှိုင်းတော့ဒါဟာအာနာရှင်စစ်တပ်ဆိုတာဗမာတွေကတည်တယ်ဒါပေမဲ့ဘုရင်ကပြောလို့တိုင်းနာဒေတာတွေတချို့တွေတိုင်းနာတောရွာတွေဆိုရင်ညို့တော့မတက်ဘူးတဲ့သူတွေရှိတယ်ကိုတောင်ရမာတွေစိုက်စားပြိုးစားနော်အပြင်ပတ်ဝန်းကျင်နဲ့ဒါဒီနေ့ခေတ် Facebook ကအများကြီးပြောင်းလဲပလိုက်အမြင်တွေကိုနော်အဲ့ဒီခေတ်မှာစစ်တောင်းထိုးလာတယ် လက်မှတ်ကင်ရှိတယ်သူတို့မျက်စိထဲမှာမြင်ဘူးလားသူ့ဘဝထဲမှာမြင်ဘူးလားလက်မှတ်ကင်ကသူတို့လူမျိုးကင်ထားတဲ့လက်မှတ်ကင်အဖွဲ့ရှိတယ်ပြီးရင်အခြားလက်မှတ်ကင်အဖွဲ့ရှိအခြားလက်မှတ်ကင်အဖွဲ့ဘယ်နဲ့ပြောဘမဟာကိုစားပြူထားတယ်သူတို့လူမျိုးလက်မှတ်ကင်လာလို့အကျိုးအကြောင်းပြောလို့ရတယ်အေးစားချင်နေပေးစားတဲ့ကောင်းမှုလူလူသူတို့ရှင်းပြလို့ရတယ်စစ်ဆေးလို့ရှင်းရင်ကောင်းမှုပြန်ပြောရင်လက်ခံတယ်ပေါက်ကြရတဲ့နော်အရှင်းချင်းနဲ့ဖမ်းပြီးမရေမကြည့်ဘူးမွေးထားတဲ့ကြက်ဝဲလည်းတောင်းရင်ကောင်းကောင်းတောင်းတယ်ဟောနောက်ထပ်လက်မှတ်ကင်တစ်ဖက်ဝင်လာတယ်သူတို့မြင်တယ်ဘမဟာစစ်တပ်ပဲမြင် ဟာဖမ်းပြီစရွာထဲဝင်လာတဲ့အခါကြီးတကြီးခေါ်ပြီးကုန်းဖမ်းရိုက်ပုတ်ထုထောင်းဟမ်ဟိုလက်နှက်ကင်ဖောက်မနိုင်တာနဲ့အဲ့ရွာမှာရှိတဲ့ပြည်သူတို့ထုတယ်ဟင်းငါတို့မလက်နှက်ရှိတယ်ဆိုပြီးတော့မွေးထားတဲ့ကြက်ဝက်ဘဲနွားခွေးစိတ်အကုန်လုံးဖမ်းစားတယ်အခမ်းမတင်အိမ်မွက်တားပြသမီးတို့နော်ကင်ယမလေးတွေချောချောလေးတွေငငငယ်လေးတွေတော်ထဲမှာတောင်ရံလှုပ်ရှားနေတယ်ကင်ယမလေးအသားပြူပိုးလေးနော်အပြူလေးတွေတင်းတင်းရင်းရင်းလေးတွေဟမ်ငန်းငန်းပြက်ပြက်နဲ့တွေ့တယ်အတင်းဖမ်းပြီးတော့ပရင်းကျင်တယ်ဟောကလေးမေတွေ့ပြန်တယ်ဘလူးတရစီမရင်းကျင်တယ်အဲ့ဒါဆိုတော့အဲ့ဒီ ပြည်သူတွေအမြင်မှာဘလို့မြင်မလဲအဲ့တော့ဗမာတွေဗမာတွေဆိုပြီးတော့တိုင်းနာစီလုံးညီညွတ်ရေးလို့မင်းတို့ဗဇက်ကတာခွေးစက်ကပြောခဲ့တကယ်တိုင်းနာစီလုံးညီညွတ်ရေးကိုဖြတ်စည်းခဲ့တာမင်းတို့စစ်တပ်ပဲအင်းအဲ့တော့ဒီနေ့ကတော့ဒီခက်ကဟဲ့ဒီအာနာချင်းစစ်တပ်ကကျင်းပြုံးမခင် တိုင်းပြည်အတွက်မင်းတို့စစ်တပ်ရှိမှခေါင်းပြောင်းအိတ်ကလာဆိုတော့ခွေးစကားမပြောနဲ့စစ်တပ်ရှိတို့စောက်ပြက်တာတက်နေတာကိုနော်အဲ့တော့ဒီလိုမျိုးစောက်ပြက်တာရှာတဲ့စစ်တပ်ကိုဖြုတ်ပြီးတော့တိုင်းပြည်အတွက်အားကိုးတဲ့ဖက်ဒရယ်တပ်မတော်ဂျင်းနေပေါ်လာလိမ့်မယ်နော်အဲ့ဒီအချိန်ကျရင်မင်းတို့အဲ့ဒီဘောမှနေပေါ်ကငါကြည့်ချင်တယ်ဘယ်လိုနေမလဲလို့သိလားယူနီယံဆောင်လို့မရအောင်တော့သိလားယူနီယံဆောင်တယ်ဆိုတော့လေးပြူချင်းပဲရှိတယ်နော်အခြားနေရာမရအောင်ယူနီယံတော့ဆောင်မနေနဲ့သိလားအေးအဲ့ချိန်ချိန်တိမယ်မင်းတို့ထောက်ခံပါတယ်ကိုစီပြောတဲ့တကယ်မှန်ပါတယ်နော်အားရပါတယ်နော် ကဲပရိသတ်ပရိသတ်ကြီးရောဘယ်လိုမြင်လဲကောမင့်မှာမှတ်ပြကြပါနော် နော်ငါတို့တိုင်းရင်းသားတွေကနော်မင်းတို့မင်းတို့ဗမာတွေကိုမုန်းတယ်ဆိုတာအလကားမုန်းတာမဟုတ်ဘူးပေါ့နော်အမှန်တကယ်မုန်းလို့ပြောတာမဟုတ်ပါဘူးပေါ့နော်တိုင်းတိုင်းသားတော်တော်များများကအာမင်းတို့ဗမာတွေပေါ့ဘာဖြစ်လို့ဟိုမကြည်တာလဲဆိုခုနကိုစီပြောတော်တော်ပဲအဲ့ဒီစစ်တပ်အာဏာရိုးတွေရဲ့နေစစ်နော်ညင်ပတ်မှုကြောင့်နော်မတရားအော်မဒိန်တွေချင်းတယ်နော် အဲ့လိုမျိုးတွေလုံလုံလို့ပေါ့နော်အဲ့ဒီစစ်တပ်ကြောင့်ပဲနော်ဒီနိုင်ငံကအေးချမ်းတာနော်မင်းတို့ပြောတော့ခုနပြောသလိုနော်စစ်လုံးငင်ွက်ရေးဗာလဲဩတိုင်းသားစစ်လုံးငင်ွက်ရေးဆိုပေမဲ့အကြအပါဇတ်နယ်ပဲပြောင်းနေတာတကယ်တကယ်တော့မင်းတို့ကောင်တဲ့အဲ့ဒီတိုင်းရင်သားတွေကိုနှိမ့်ဆက်ပေးမှာနော်နိုင်ချင်းပြောမင်းတို့လှုပ်ချင်တယ်လို့လှုပ်နေတာအဲ့ဒါကြောင့်နော်မင်းတို့ကောင်တွေကိုတိုင်းရင်သားတွေကနော်မုန်းတာ မုန်းတယ်ဆိုပြီးတမင်းလည်းမင်းတို့ကောင်းနေလို့နေဆက်ပြီးမှအနိုင်ကျင်းတာတခါမှမရှိဘူးမင်းတို့ကောင်းနေလို့နော်ခန္ဓာငါတို့ဘက်ကနှစ်တွေအများကြီးခန္ဓာအဲ့လိုမျိုးတိုင်းတာတရားနော်ဆိုတော့ဒီတိုက်ပွဲဒီတော်လိုင်းရင်းမှာနော်မင်းတို့ကောင်းနေနော်ရှင်းရှင်းရိုးရိုးတသားလေးပဲပြောပါမယ်လက်နဲ့ချမလားမချဘူးလားဒါပါပဲနော်မချချင်ဘူးဆိုလို့ရှိရင်မင်းတို့ကောင်းနေလေတီအောင်တိုက်နော်မင်းတို့ဂရိအတိုင်းမင်းတို့ကောင်းလေတီအောင်တိုက်ငါတို့လည်းငါတို့ဂရိအတိုင်းငါတို့အောင်တဲ့အထိ တိုက်มาပဲเนาะဆိုတော့မင်းတို့တမျိုးလုံးဘောမတတိုက်လုံးအမျိုးမပြည့်ချင်ဘူးဆိုလို့ရှိရင်အဲအမျိုးမပြည့်ချင်တဲ့သူတွေကိုမင်းအလင်းဝင်လာကြเนาะအဲ့ဒါပဲပြောချင်ပါတယ်ကဲဟုတ်ပြီတတိယကြလာပါပဲအဆုံးထိကျေးဇူးပဲသူရောက်စီတာအရင်ကျေးဇူးတင်ပါတယ်ကျွန်တော်တို့တတိယလေးတွေနဲ့ပြန်ဆုံကြရအောင်နော်ကဲ bye bye